ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ၈ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရခိုင်ရိုးဘော်ကတာဝါတိုင်းစခန်းအနီးစက္ကဆအချင်းချင်းဘုံမာကျဲ၍စက္ကဆ60ခန့်ထိခိုက်ဒေဆုံးဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရခိုင်ပြည်အမ်ဘရန်လမ်းပေါ်မှာရှိတဲ့အရခတက်တော်သိမ့်ပိုက်ထားတဲ့နေရာတချို့ကိုစစ်ကောင်စီလေတပ်ကဇွန်လ9ရက်နေ့ကပုံကျဲတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲအတွင်းကနေထွက်ပြေးပုန်းခူနေတဲ့စစ်သားအချို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ရခိုင်သတင်းအရင်းမြစ်ထံမှသိရှိရပါတယ်။ဗရန်ဒေတာကံမြေပြင်စီရေးသတင်းအရင်းမြစ်တူကနေရီကန်တောင်ကျောကအေးအေးသိမ့်ထားတဲ့နေရာတွေကိုဂျက်နယ်လာကျဲတာအေးအေးရှိမဲ့အထင်နဲ့ပေါ့အဲ့ဒီမှာမှားပြီးသူတို့လူကိုသူတို့ကထိသွားတာ ထိတဲ့စစ်သားတွေက MPD တာဝါတိုင်းစကန်သိန်းတိုက်ပွဲတုန်းကထွက်ပြေးပုန်းရှောင်နေတဲ့အဖွဲ့လို့သိရတယ်။ဟိုကြတီကြပုန်းနေကြသူတွေပေါ့အုပ်စုလိုက်ပဲတည်ဆုံတန်ရာရတာအနည်းဆုံး50လောက်တော့ခံမှန်းတယ်လို့ဆိုပါတယ်။ MPD တာဝါတိုင်းစကန်ကုန်းတစ်ခုလုံးကို AA ကဇွန်လ3ရက်နေ့မှာပြည်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီစကန်အတွင် AA တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ယူဆကဘုံလာကြဲခြင်းဖြစ်နိုင်တယ်လို့၎င်းကသုံးသပ်ပါတယ်။ အေအေမာကတိမ့်ပြီးရင်ရန်သူစခန်းထဲမှာအချိန်ကြာကြီးတက်ဆွဲနေလိမ့်မရှိဘူးစခန်းအနီးအနားမှာပုံခုနေတဲ့စစ်သားတွေကိုအေအေထင်ပြီးဘုံလာကြဲတာအဲ့ဒီမှာထိတာထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေကိုစေးရုံတင်ထားရတယ်လို့သတင်းရရှိတယ်လို့ဆိုပါတယ်ဘုံကျဲမှုကြောင့်တေဆုံသွားကြတဲ့စစ်သားတွေနဲ့အထိနာတရားရသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမကွေးဘက်ကကားတုံးစီးနဲ့ယူဆောင်သွားခဲ့တယ်လို့မျက်မြင်ဒေတာခန့်တအူးကဆိုထားပါရခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်ရေးကြီးတဲ့ရင်ကတော့ ကြောက်ဖြူရည်နဲ့စိတ်ကန်းကိုကာကွယ်ရန်တရုတ်လုံခြုံရေးများကမြန်မာစစ်တပ်နဲ့ပူးပေါင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရခိုင်ပြည်နယ်ကြောက်ဖြူရည်နဲ့စိတ်ကန်းအနီးမရေကျွန်းမှာရှိတဲ့ရည်နှချက်စက်ရုံကိုကာကွယ်ရေးအတွက်မြန်မာမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ထဲမှာပထမဆုံးအကြိမ်ဖြစ်တရုတ်လုံခြုံရေးဝန်ထမ်းများဟာမြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။စက်ရုံနယ်မြေကိုအရခတ်တပ်တော်ကမော်တာများဖြင့်တိုက်ခိုက်ခဲ့တယ်လို့ယူဆခဲ့ရပေမဲ့ အာရကတက်တော်နဲ့တိုက်ပွဲမှာတရုတ်လုံခြုံရေးဝန်ထမ်းများကတိုက်ရိုက်ပါဝင်ခြင်းရှိမရှိရှင်းရှင်းလင်းလင်းမသိရသေးပါဘူးအာရကတက်တော်မှာတိုက်ခိုက်ရေးသမားများကိုဒရုန်းများနဲ့ထိုးစစ်ဆင်ရမှာတရုတ်တပ်သားများကမြန်မာစစ်တပ်ကိုကူညီပေးနေတယ်လို့ရခိုင်သတင်းအရင်းမြစ်တချို့ကပြောပါတယ်မှန်ကန်ပါကတရုတ်ခြေလင်းတပ်သားများသာမကအထူးတိုက်ခိုက်ရေးနည်းပညာရှင်များပါရှိနေနိုင်ပါတယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဖေဗူအာရီလမှာမြန်မာစစ်အစိုးရကတရုတ်အကျိုးစီးပွားကိုကာကွယ်ရေးအတွက် တရုတ်လက်နက်ကင်လုံခြုံရေးဝန်ထမ်းများကိုမြန်မာမှာချထားနိုင်ရေးပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။ယခုပြောကြားချက်ကိုလွတ်လပ်သောသတင်းအရင်းမြစ်များကအတိမပြုတ်နိုင်ပေမဲ့လည်းအဆိုပါလုံခြုံရေးဝန်ထမ်းအများစုမှလေ့ကျင့်သင်ကြားထားတဲ့စစ်သားဟောင်းများဖြစ်တယ်လို့ယုံကြည်ကြပါတယ်။အရကတက်တော်ကအနောက်တိုင်းစစ်ဌာနချုပ်ရှိရာအမ်းမြို့ကိုတိမ့်ပိုက်ခဲ့ခြင်းဖြင့်ရခိုင်ပြည်နယ်18မြို့နယ်အနက်14မြို့နယ်ကိုတိမ့်ပိုက်ပြီးနောက်မြန်မာစစ်တပ်ကတရုတ်လုံခြုံရေးအများအပြားကိုကြောက်ဖြူမှတက်ဖြန့်ထားခဲ့ပါတယ်။ ကေဇေးလုပ်ငန်းများဆောင်ရွက်ရမှာလွေကူကျုံးမွေစည်းအတွက်အာရကတ်တက်တော်ကမတ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလင်ကြောင့်ထိုးစစ်ဆင်မှုကိုရပ်တန့်ခဲ့ပါတယ်။မြန်မာစစ်တပ်ကအပြစ်ခတ်ရဲစေးရေးတပ်တန်းတိုးချောင်းကြီးညာထားပေမဲ့မီလာနောက်ပိုင်းမှာရခိုင်ပြည်နယ်မှာတိုက်ပွဲများဆက်ဆင်နွှဲခဲ့ပါတယ်။ကြောက်ဖြူရင်နဲ့စိတ်ကန်းတဲ့တရုတ်မြန်မာစီးပွားရေးစင်းကြံရဲ့အစိတ်ပိုင်းဖြစ်ပြီးတရုတ်နိုင်ငံယူနန်ပြည်နယ်အထူးတွေ့တန်းထားတဲ့ရင်နယ်နဲ့တဘာဝတန်းငွေပိုင်လိုက်ရှိရာကြောက်ဖြူမြို့ကိုပြစ်မှတ်ထား၍ယခုအခါအင်အား3000ခန့်ရှိတဲ့ အရကတက်တော်ကအပြင်းထန်ဒိုးစစ်ဆင်နေကြောင်းအရကတက်တော်မှတရင်အရင်မြင့်များကဆိုပါတယ်ကြောက်ဖြူမြို့တောင်ဘက်9ကီလိုမီတာအကွာကြောက်ဖြူရမ်းပြေကားလမ်းပေါ်မှာရှိတဲ့ပြင်းစီကေးကြီးရွာအနီးမှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း၎င်းတို့ကဆိုပါတယ်အရကတက်တော်အေအေမှတိုက်ခိုက်ရေးသမားများဟာရင်းကျေးရွာအနီးမှာရှိတဲ့ရေတက်ရင်ဌာနချုပ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး၎င်းတို့ရဲ့စနိုက်ပါသမားများရဲ့ပြစ်ခတ်မှုကြောင့်မြန်မာစစ်တပ်ရဲ့ဗိုလ်မှူးချုပ်တအူးကြဆုံးခဲ့ပါတယ် အထူးသဖြင့်တရုတ်ရဲ့ပုံမူကျေပြန့်တဲ့ကဘာလန်းရဲဝန်စီမံကိန်းရဲ့ဒစိတပိုင်းဖြစ်တဲ့ကြောက်ဖြူထူးစည်းပွားရေးဇုံ KPSC ဇက်မှာတရုတ်ကယင်းနီးမြုပ်နှံမှုများစွာ ပြုလုပ်ထားခဲ့ပါတယ်။ယင်းနဲ့စစ်ကန်းယင်းနဲ့တင်တင်းမောင်းစိတ်ကန်းနဲ့လျှက်စစ်တအားပေးဆက်ယုံများအပါအဝင် အခြေခံအဆောက်အုံများဖွံ့ဖြိုးတိုးတက်ရေးအတွက်အ धिक အာယုံဆိုင်လှုပ်ဆောင်ခဲ့ပါတယ်။မြန်မာမ Supreme Group နဲ့တရုတ်မှ Power China Enterprise တို့ဖက်ဆက်လုပ်ကိုင်တဲ့ 135မဂါဝတ်ထုတ်လုပ်နိုင်တဲ့ဓာတ်ငွေ့သုံးတအားပေးစက်ရုံတရုံကိုတိစောက်လျက်ရှိပါတယ်။ KBS စက်မှာစစ်မှုဥယျာဉ်နဲ့အစစ်မြေအင်အားများပါဝင်ရန်လည်းစီစဉ်ထားပါတယ်။ NLD အစိုးရလက်ထက်မှာအကြွေးပြန်ဆက်ရေးအတွက်စိုးရိမ်မှုများမြင့်တက်လာပြီးနောက်တရုတ်စီမံကိန်းကိုကနဦးအမေရိကန်ဒေါ်လာ9.2ဘီလီယံမှ1.8ဘီလီယံအထိလျှော့ချခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ အမတ344ကိုကူတိုက်ရန်အတွက်ပြည်သူစစ်အဖွဲ့များကိုလက်နက်တပ်ဆင်ပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီကငတိုင်းချောင်းကလမ်းမပေါ်မှာရှိတဲ့အမတ်344အမြောက်တပ်ရင်းကိုကူတိုက်ဖို့အတွက်ဇွန်လ6ရက်နေ့မှာပြည်သူစစ်အဖွဲ့ဝင်တွေကိုလက်နက်တပ်ဆင်ပေးခဲ့တယ်လို့အုတ်ချုပ်ရင်းနဲ့နှီးဆက်သူတွေစီကနေသိရှိရပါတယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေအမတ်344အမြောက်တပ်ရင်းကိုလက်နက်တွေအရင်ပို့ပြီးမြို့နယ်စီမံအုတ်ချုပ်ရေးအဖွဲ့ကနေတဆင့်ပေးခိုင်းတာလို့ထွေအုပ်နဲ့နှီးဆက်တဲ့တရင်အရင်မြစ်ကပြောပါတယ် ပတ္တဆရဲ့ပလကဖရဲ့နှစ်ဖွဲ့လုံးတင်နေစင်တာစစ်တပ်ကပတ္တဆတွေကိုလက်နက်တက်စင်ပေးတာပလကဖတွေကိုတော့လက်နက်မပေးဘူးဘာလို့လဲဆိုတော့344ကကာကင်စကန်တွေကိုအေးအေးလာတိုက်တုံးကပလကဖတွေကပြန်မတိုက်ပဲလက်နက်ချပြီးထွက်ပြေးကြတာလို့ပြောပါတယ်ငတိုင်းချောင်းပြည်သူစစ်နဲ့ပလကဖအဖွဲ့တွေကိုဥဆောင်သူမှာဗိုလ်မှူးရဲသူရထွန်ဖြစ်ပြီးမေလ9ရက်နေ့ကစတင်ကစစ်ပညာသင်တဲ့အမတ်စဉ်တင်မင်းဆောင်2025ကိုဖွင့်လှစ်ခဲ့ပြီး လက်နက်တက်စင်ဖို့တီဥဆောင်ခဲ့တာလို့စီရဲတရင်အရင်မြက်ကဆိုပါတယ်။တင်းနှန်းပေးနေတာကြာပြီးမနေ့ကမှတင်းနှန်းစင်းတာအမတ်တ344ကအချင်းနေမကောင်းတော့ပြည်သူစစ်တွေကိုစစ်ကူအဖြစ်ကာကင်းတွေမှာတုံးဖို့စီစဉ်တာအေအေကိုပြန်တိုက်ဖို့ထင်သလောက်မလွယ်ဘူးလို့ဆိုပါတယ်။လက်တလုံးမှာပုံမှုရဲတူရထုံးကငတိုင်းချောင်းနဲ့ရေကြီးမြို့မှာရှိတဲ့အုတ်ချုပ်အဖွဲဝင်းတွေကိုဇွန်လ12ရက်ကစတင်ပြီးစစ်ပညာတင်းနှန်းအပတ်စဉ်နှစ်ကိုတင်းနှန်းပေးသွားမှာလို့အုတ်ချုပ်ရင်းနဲ့နီးစပ်သူတွေစီကနေသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့ပွင်လန်းပါစေမြန်မာပြည်ဓာတ်ပုံပြပွဲတောင်ကိုရီးယားတွင်ပြုလုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတောင်ကိုရီးယားနိုင်ငံအင်ချွန်ဘူဖြောင်းမြို့မှာပွင်လန်းပါစေမြန်မာပြည်လို့အမည်ပေးထားတဲ့မြန်မာအရေးဓာတ်ပုံပြပွဲကိုဒီကနေ့မွန်တဲ12နာရီမှညနေ6နာရီအထိကျင်းပခဲ့ပါတယ်ကိုရီးယားနိုင်ငံမှာ1989ခုနှစ်ဇွန်လ10ရက်ကျောင်းသားအရေးခင်ဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီအရေးခင်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ် ကိုရီးယားအဖွဲ့အစည်းတွေနဲ့မြန်မာအဖွဲ့အစည်းတွေပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမြန်မာဒီမိုကရေစီအရေးတပ်ပုံပြပွဲကို myanmar.vom နေဦးစင်တာမှဦးစီးပြီး MFDMC စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားတို့နဲ့အတူမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ဓာတ်ပုံတွေကိုဘူဖြောင်းဘူတာရှိပြည်သူရင်ပြင်အဝိုင်းမှာခင်းကျင်းပြတ်တာခဲ့ကြတာဖြစ်ပါတယ်။မနေ့ပြန်စွန်လရှိရနေမှာလဲဓာတ်ပုံပြပွဲဆက်လက်ခင်းကျင်းပြတ်တာသွားမယ်လို့တည်င်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ။ထပ်မံသိရှိရတဲ့သတင်းကတော့မြို့နယ်268ခုမှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမြို့နယ်ပေါင်း268မြို့နယ်မှာရွေးကောက်ပွဲကျင်းပရန်ရထားတယ်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာများတို့ဇွန်လ9ရက်နေ့မှာဖြေကြားလိုက်ကြောင်းသိရှိရပါတယ်။မြန်မာတရင်အချက်အလက်စီမံခန့်ခွဲရေးအဖွဲ့ MIMU ရဲ့2021ခုနှစ်ဒီဇင်ဘာလစာရင်းအရမြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ခုရှိပါတယ်။ စစ်ကောင်စီက2025ခုနှစ်ဒီဇင်ဘာလမှကျင်းပမဲ့ရွေးကောက်ပွဲမှာရခိုင်ကကျင့်သုံးခဲ့တဲ့မင်းအများဆုံးရသူအနိုင်ယူစနစ် FPTP နဲ့အကျိုးကျကိုစားပြုစနစ် PR နှမျိုးလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ရွေးကောက်ပွဲမှာမြန်မာ electronic မဲပေးစနစ်မဲပေးရမှာဖြစ်ပြီး microcontroller စနစ်ဖြစ်တဲ့အတွက်အလွန်ရိုးရှင်းပြီးလုံခြုံစိတ်ကြရတဲ့စနစ်ဖြစ်ပါတယ်လို့ စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဇွန်လ9ရက်နေ့မှာပြည်တွင်းမီဒီယာများကိုဖြေကြားထားပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲကပြည်လုံးမှာဖြစ်ပြီးရွေးကောက်ပွဲကျင်းပမဲ့ရက်နဲ့နေမည်များကိုတိတိကျကျဖြေကြားခြင်းတော့မရှိသေးပါဘူး။စစ်ကောင်စီလက်အောက်ခံ UEC တံကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင်နိုင်ငံရေးပါတီ၈၀မှာပြန်လည်မှတ်ပုံမတင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့မေလ10ရက်နေ့ကအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲစတင်ရေးပူးပေါင်းလုပ်ငန်းကော်မတီတို့ကလည်းစစ်ကောင်စီတမတ်ပုံတင်ထားတဲ့ပါတီများအနေနဲ့အတုအယောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြဖို့တိုက်တွန်းထုတ်ပြန်ထားခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှာ ပါတီမှတ်ပုံတင်ရန်လျှောက်ထားတဲ့ပါတီ89ခုအထိရှိလာပြီး96ပါတီကိုမှတ်ပုံတင်ခွင့်ပြုချက်ချထားပြီးဖြစ်ကြောင်း UEC ရဲ့မှတ်တမ်းများအရသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လည်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ